မင်းသားလေးအခန်းဆက်ခွန်လူရီယာသူတို့ကိုသူတို့လူတော်တွေလို့အထင်ခံကျင်တဲ့အခါဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်ကြရဲကျွန်တော်ခမည်းတော်မိတိုင်းဆောင်တွေအကြောင်းပြောတော့ငါအကုန်လုံးခရီးစီသွင်းကြသစမကြအမှန်တိုင်းပြောတာတော့ဘယ်ဟုတ်မလဲကျွန်တော်တို့ကဘာမြေကြီးအနေထားကိုတေချာမသိတဲ့လူတွေအတွက်တော့ကျွန်တော်ပြောတာကလင်းပိုင်ကိုဝေလာငါလို့ထင်မှားเสียဖြစ်မိကောင်းဖြစ်မိသွားလိမ့်မယ် ကဘာပေါ်မှာနေတဲ့လူတွေဟာတယောက်ကိုနေရာနည်းနည်းစီပဲယူကြတယ်။ကဘာပေါ်ရှိတဲ့လူဦးရေတန်းနှစ်ထောင်လုံးကိုတနေရာထဲမှာစုစည်းလိုက်မယ်ဆိုရင်အလျားအနံ -30 ရှိတဲ့ပြည်သူရင်ပြင်တစ်ခုထဲမှာအေးအေးဆေးဆေးနေလို့ရလိမ့်မယ်။တနည်းဆိုရရင်တော့လူသားမျိုးနွယ်စုတစ်ခုလုံးသာငပိသိမ့်ငချင်းသိမ့်ကြက်ကြက်တဲတဲနေတတ်မယ်ဆိုရင်ပစိဖိတ်သမုဒ္ဒရာတွေကတေးဆုံးကျွန်းငယ်လေးတစ်ခုထဲမှာနေလို့ဆန့်လိမ့်မယ်။ အေးပေါ့လေလူကြီးတွေကတော့ဘယ်ယုံလိမ့်လဲသူတို့တွေကသူတို့နေဖို့အတွက် empire ကြီးတစ်ခုလုံးလိုအပ်တယ်လို့ထင်ကြတာကိုသူတို့ကိုသူတို့ဘောက်ဘက်ပင်ကြီးတွေလောက်ကြီးတယ်လို့ထင်တတ်ကြတယ်ခမရကသူတို့ကိုကနန်းတင်ချာနဲ့တေချာတွက်ချက်ကြည့်ဖို့ပြောရင်တော့သူတို့သဘောကျမှာပေါ့လေလူကြီးတွေကအချက်အလက်နဲ့ပြောပြနိုင်မှာကြိုက်တာကိုဒါပေမဲ့လေဒီကိစ္စလေးအတွက်နဲ့တော့အချိန်ကုန်ခံမနေပါနဲ့ကျွန်တော်ပြောတာကိုယုံ ခမရအဲ့ဒါလို့ပြောနေရင်လည်းအချင်းကုန်တာပဲဖတ်တင်လိမ့်မယ်။မင်းသားလေးကကဘာမကြီးပေါ်ခြေချမိတဲ့အချိန်မှာလူတရားကိုမှမတွေ့တော့ရမ်းကိုအားအတင်သွားတယ်တဲ့။ကဘာမဟုတ်တဲ့ဂျိုးပေါ်မှာများရောက်နေပြီလားဆိုပြီးစိုးရင်စိတ်ကလည်းဝင်လာတယ်။အဲ့ဒီလိုတွေးနေတော့မှပဲတဲတဲကနေလအယောင်လက်မျိုးမီးခိုးဖြော့အောင်လက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 ်နဲ့မွေးတကောင်တွန့်တွန့်လူပြီးထွက်လာတယ်။ ကောင်းလို့ညနေခင်းမှာဆိုပြီးမင်းသားလေးကသူ့အတွက်အချိန်ကြီးမကောင်းမှန်းသိပေမဲ့အရေးစုံပြီးလမ်းလို့ဆက်လိုက်တယ်။ကောင်းလို့ညနေခင်းမှာဆိုပြီးငွေကလေးပြန်ဖြေတယ်။ကျွန်တော်ပဲချိုးပေါ်ရောက်နေတာလေလို့မင်းသားလေးကမြည်တယ်။ကဘာမြေကြီးပေါ်လေအတိအကျပြောရင်တော့အာဖရိကမှာပေါ့လို့ငွေကလေးပြေတယ်။အိုးဒါဆိုကဘာပေါ်မှာလူတယောက်မှမနေဘူးလားယင်။ဒီနေရာကအဲကန္တရာလေကန္တရာတဲ့ဘဘူးမှမနေဘူး ကဘာမြင့်ကြီးကအခြေကြီးပဲကိုစိုးပြီးမွေကလေးရပြန်ဖြေတယ်။မင်းသားလေးကကြောက်တုံးတစ်ခုပေါ်ထိုင်ချလိုက်ပြီးကောင်းကင်ကိုမော့ကြည့်ရင်းနဲ့ကောင်းကင်ကဂျယ်ရီတောက်နေတာကလူသားတယောက်ချင်းစီသူတို့နဲ့သက်ဆိုင်တဲ့ဂျယ်ရီရှားတွေးလို့ရအောင်လို့များမသိဘူးလားနော်။ငါနေတဲ့ဂျိုကိုပဲကြည့်လိုက်အောင်ငါတို့ခေါင်းပေါ်မှာပဲရှိနေတယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့မိုင်းပေါင်းကြေးကြီးဝေးတာပဲ ကောင်းကင်ကိုမော့ချရတာတော့တော်တော်လာတာပဲမင်းကဒီမှာဘာလာလုပ်တာတော့ငါလာပန်းလေးတပွင့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်နေရတယ်ဆိုပြီးမင်းသားလေးကဖြေတယ်။အိုးဟုတ်လားလို့မွေးကလေးကအလိုက်တင်ဖြေတယ်။ပြီးတော့သူတို့နေရာလုံးကငြိမ်သက်သွားကြတယ်။လူတွေကဘယ်ရောက်နေကြတာလဲဒီတဲကန္နရမှာတော်တော်လေးအထီးကျန်ဆန်းလာပဲနော်ဆိုပြီးမင်းသားလေးကတိတ်ဆိတ်နေတာကိုခွင်းပြီးပြောတယ် လူတွေကြားထဲမှာနေလဲထီးချန်နိုင်တာပါပဲလို့မွေးကလေးကဖြေတဲ့မင်းသားလေးကမွေးကလေးကိုတီတီချီချင်းနဲ့စိုက်ကြည့်ပြီးတော့ခမည်းပုံစံကတော်တော်ထူးခြားတာပဲခန္ဓာကိုယ်ကလည်းလက်ညိုးလောက်တတာနဲ့အိုးဒါပေမဲ့ငါကရှင်ဘီရင်ရဲ့လက်ညိုးထက်တောင်ပိုပြီးအာနာပြင်းနေမောင်လို့မွေးကလေးကဖြေတယ်မင်းသားလေးကပြုံးလိုက်ပြီးတော့ခမည်းကဘယ်လိုလုပ်အာနာရှိရမှာတော့ ခမားမှာခြေထောက်လည်းမပါဘူးပြီးတော့ခီးလည်းမသွားနိုင်ပဲနဲ့ငါ့ကိုထင်မသေးနဲ့မောင်တင်မိုးကြီးထက်တောင်ပိုပြီးဝေးအောင်မောင်ရင်ကိုကျုပ်ကတဲတော်နိုင်သေးတယ်လို့ပြောပြီးမွေကလေးကမင်းသားလေးရဲ့ခြေတစ်ဖက်မှာရွှေခြေချင်းလိုပဲသူ့ကိုယ်သူ ရစ်ပလိုက်တယ်ငါထိလိုက်တဲ့သူတိုင်းကို သူတို့ဘယ်နေရာကနေလာလာမြင်ပုံပြန်ဖြစ်သွားအောင်လုပ်နိုင်တဲ့ခွန်အားငါမှရှိတယ်မောင် မောင်ကတော့ကျဲတရားကြီးလာပြီးတော့တကယ်ကိုပြစ်ကင်းလုံးလာပါတယ် မင်းသားလေးကဘာမှပြန်မဖြေခဲ့ဘူးတဲ့ငါကမင်းအတွက်စိုးရင်ပေးတယ်မောင်ဒီရက်ဆက်ကြမ်းကြုတ်တဲ့ကဘာမကြီးအတွက်မောင်ဟာခိုကိုရမယ်လို့ပဲကိုတနေ့နေ့မောင်ရင်အိမ်လွမ်းလာကြရင်ပြောပါလေငါကူညီပေးပါမယ်ငါကလေလို့မွေကလေးကပြောနေတော့မှမင်းသားလေးကအိုးခမ ्या ပြောချင်တာကျွန်တော်ကောင်းကောင်းနားလဲပါတယ်ဒါနဲ့ခမ ्या ကဘာလို့စကထာတွေဝက်ပြီးပြောရတာလဲ ငါမစကထားရီအားလုံးတွေ့ဖြေရှိတယ်လေလို့မွေးကလေးကပြန်ဖြေတယ်ဒီနောက်တော့သူတို့နေရာအောင်လုံးပြင်ငင်သွားကြတယ်